မင်္ဂလာပါဒီနေ့ကျွန်မကနေပြည်တော်မှာဗလီစောက်မယ်ဆိုတဲ့ကိစ္စကိုပြောပါမယ်နေပြည်တော်မှာဗလီစောက်မယ်ကိစ္စကဒီရက်ထက်အများဆုံးလူပြောအများဆုံးနဲ့စိတ်လှုပ်ရှားမှုစိတ်ဝင်စားမှုအများဆုံးသတင်းဖြစ်တယ်။ဒါဒီတိရစ်ဟုတ်ရင်မဟုတ်ဘူးဆိုတာအတိမပြုနိုင်ဘူး။ဘာလို့လဲဆိုတော့ပြည်ပမှာနေတဲ့လူတယောက်ကပြောတဲ့သတင်းဖြစ်နေလို့ဒီသတင်းဟုတ်ရင်မဟုတ်ဘူးဆိုတာကိုသတင်းမီဒီယာသမားတွေအနေနဲ့ကအတိပြုပေးဖို့လိုအပ်ပါတယ်။နင်ကသတင်းသမားမဟုတ်ဘူးလားနင်ကမသိဘူးလားလို့မေးကြရှိတယ်။ကျမသတင်းသမားမဟုတ်ဘူး။ကျမဒီနိုင်ငံကိုချစ်တဲ့အမျိုးကိုချစ်တဲ့ အာနိုင်ငံရေးတက်ကြွားလှူရှားတဲ့သူမျိုးသားရေးတက်ကြွားလှူရှားတဲ့သူတယောက်သာဖြစ်တယ်။ပြီးရင်တရင်ရဲ့ပတ်သက်လို့ကျွန်မကလေဘယ်နာမှာဘယ်လိုတိုက်ပွဲဖြစ်ပါတယ်လို့ဘယ်နာမှာအလောင်းဘယ်နှခုရပါတယ်လက်နဲ့ဘယ်နှခုရပါတယ်ဘယ်နာမှာ PD ရဲ့စခန်းရှိပါတယ်ဘယ်သူကတော့အာထောက်ဖို့ပါဘယ်သူအိမ်ကိုချိတ်ပိတ်ပါဘယ်သူကိုဖမ်းပါဆိုတာမျိုးကြီးကျွန်မဘယ်တော့မှမပြောခဲ့ဘူးအဲ့ဒီတော့ကျွန်မသတင်းလေးကိုမသိဘူးဆိုတော့သတင်းလေးအများတန်းတင်လေးရှိရဲ့သတင်းလေးကိုသူ့ထက်ကသူ့သတင်းကမှန်တယ်ငါသတင်းကမှန်တယ်ဆိုရဲလူတွေက ီသတင်းကိုအတည်ပြုပေးဖို့လိုအပ်ပါတယ်ထို့သဖြင့်အာနေဘရောမှာရှိနေကြတဲ့နော်ကိုအောင်မင်းတို့ကိုကျော်မျိုးမင်းတို့ကိုကျော်စောဦးကိုကျော်စိုးဦးတို့ဟန်ငယ်ဦးတို့နော်ကျော်စွာတို့မိုင်းဝေးတို့ကိုတက်တို့ကိုအောင်မိုးကျော်တို့မတ်စနိုက်ပါစုတို့မက်ဂဇင်ဦးတို့ဆိုတော့သူတို့အနေနဲ့ကဒီသတင်းကိုအတည်ပြုပေးဖို့လိုအပ်ပါတယ်အားလုံးပဲမင်္ဂလာပါ ဒီကနေ့မှာတော့နေပြည်တော်ပလီစောက်မိကိစ္စတရင်ယူပေးဖို့ကြော်မျိုးမင်းကြော်ဆိုးဦးတစဉ်ဦးတို့အားမပူတူတောင်းဆိုလိုက်တည်မှုအဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားကပါအောင်ခင်ဗျာဆိုဒီနေပြည်တော်မှာပလီစောက်မယ်ဆိုတဲ့အကြောင်းအရာကိုကြားရတယ်မျက်လုံးထဲမှာပထမဆုံးမြင်အောင်မိတာကကျမတို့ရန်ကုန်မြို့နယ်ကောင်မှာရှိတဲ့စုလီပြရဲ့ခရစ်ယာန်ချက်ချောင်းရဲ့မွတ်စလင်တွေရဲ့အစ္စလာမ်ကလေးဒီသုံးခုကိုချက်ချင်းမျက်လုံးထဲမှာပြေးမိပြီဒါကဘာလဲဆိုလို့ရှိရင်နိုင်ငံသားလူနေနိုင်ငံသားအခွင့်အရေးပေးတယ်ဆိုတဲ့အဓိပ္ပာယ် အနောက်ဘက်တစ်ချိန်လုံးစစ်တပ်ကဆီယာနာရှင်တွေကအစ္စလမ်တွေဘောထက်ဖိနှိပ်ထားတဲ့လူနည်းစုတွေကိုဖိနှိပ်တယ်စစ်တပ်ကမျိုးသားရေးဆောင်ရောက်တယ်လို့ခမရတို့တစ်ချိန်လုံးတွေးကြော်တယ်ခမရတို့တစ်ချိန်လုံးဆွတ်ဆွဲတယ်ဒါပေမဲ့တကယ်တမတော်ကောင်းဆောင်တွေကနိုင်ငံသားလိုနေတဲ့လူတွေကိုနိုင်ငံသားအခွင့်အရေးပေးထားတယ်ဆိုတာပေါ့လေနောက်တစ်ချက်ကရခိုင်တကြက်ရိုဟင်တာတကြက်ဆိုပြီးတော့လက်ရှိအန်နူဂျီမှာရှိတဲ့လူခွင့်ရေးဝန်ကြီးကပြောခဲ့ ဒန်းလူခွင့်ရရမယ်ဒန်းလူခွင့်ရသူတို့ပေးရမယ်သူတို့ဒန်းလူခွင့်ရလိုချင်တယ်လို့ပြောခဲ့တယ်ဒါတရားဝင်ထုတ်ပေါ်ပြောတာနော်။ဘာနဲ့တူလဲလို့မေးလို့ရှိရင်ကဲမမင်းလမ်းမမင်းပင်လေထဲမှာလေပစည်းနဲ့မျောလွင်ရမျောနေအရှိတ်ဘက်ကန်ကိုသွားကတ်တော်လဲအရှိတ်ဘက်ကန်လူကြီးကလက်မခံပဲမောင်းထုတ်တယ်အနောက်ခက်ကန်ကိုသွားကတ်တော်လဲအနောက်ခက်ကန်ကမောင်းထုတ်အဲ့ဒီလိုနဲ့ဘယ်သူမှလက်မခံပဲနဲ့လေးနေရမျောနေတဲ့ဒီလေစည်းဒုက္ခတဲ့ကိုရခိုင်ပြည်မြောက်ပိုင်းကတနာတော်အဖြစ်ကန်ကတ်ခွင့်ပေးလိုက်တယ်တနာလို့ ေပေါ်မှာအခြေချကွယ်ပေးလိုက်တယ်ခြံထဲမှာအဖီလေးဆွဲနေပေးနေွေပေးလိုက်တယ်စားကျင်းစားခြင်းအထမင်းလေးတွေပေးတယ်ဝိပိဒါအိုးထည်လေးတွေဆင်ပေးတယ်တနာလို့ကုညီပေးထားတယ်ဒါပေမဲ့နေတာအချိန်ကြာလာတဲ့အခါကျတော့ငါတို့လည်းဒီခြံထဲမှာတူနေတာပဲငါတို့ကြောင့်အိမ်ဆုပ်လေးနဲ့လူတို့ကတိုက်ကြီးနေနေတယ်မဖြစ်သင့်ဘူးဒီခြံကိုငါတို့တဝက်ပိုင်တယ်ငါတို့ကိုတဝက်ပေးရမယ်သူတို့ကြတော့စားဦးစားပြားကိုစားတယ်ငါတို့ကြတော့စားကျွေးနေပေးတယ်မလို့ချင်းဘူးရခိုင်ဘွတ်သားတရုံးဆိုငါတို့လည်းဘွတ်သားတရုံးစားမယ် တို့သားသမီးတွေကြတော့အကြောင်းကြီးတက်ရတယ်ငါတို့သားသမီးလည်းအကြောင်းတက်ရတယ်တို့ကြတော့လွတ်တော်ကိုယ်စားလှယ်ဖြစ်ဝင်ရောက်ရွေးချယ်ခံပြီးလွတ်တော်အမတ်တွေဝင်ကြီးတွေဝင်ကြီးချုပ်တွေအစိုးရအဖွဲ့အစိုးရဖြစ်ခွင့်ရှိရင်ငါတို့လည်းပဲအစိုးရအဖွဲ့ဝင်ဖြစ်ခွင့်ရှိရမယ်ဆိုရတဲ့ဒန်းလူခွင့်ကြီးကိုတောင်းလာတယ်ဒီမှာ NUG ကလူခွင့်ကြီးဝင်ကြီးအာကျော်မိုးဆိုတဲ့သူကရခိုင်တကြရိုဟင်ဂျာတကြဆိုပြီးတောင်းနေတဲ့ကိစ္စပေါ်မှာလက်ရှိ NUG ကိုထောက်ခံနေတဲ့ကောင်းနေကောင်းမကြီးဘသူကမှမငြင်းခဲ့ကြဘူးဘသူမှမပေးပါဘူးမပေးနိုင်ဘူးလို့မပြောဘူးမြင် အဲ့ဒီလိုပဲအေအေကလည်းဒါမပေးနိုင်ဘူးလို့ဘယ်သူမှမငင်းဘူးအေအေကိုထောက်ခံနေတဲ့ရခိုင်နဲ့တကောင်းမှထပြီးဖြည့်ရှင်းတာငင်းတာကျွန်မတယောက်မှမတွေ့ဘူးဒါဆိုရင်ခင်ဗျားတို့ကသဘောတူတယ်ဆိုတဲ့သဘောတော့ရောက်တယ်နော်အန်ယူဂျီကအရှင်းတဲ့နိုင်ငံလာဥပဒေကိုဖျက်သိမ်းလိုက်တဲ့ဘင်္ဂလီတွေကိုရိုဟင်ဂျာနာမည်နဲ့တိုင်းရင်းသားဖြစ်ခွင့်ပေးမယ်ရခိုင်ကျကျရိုဟင်ဂျာတကျတိုင်းကိုခွင့်ပေးမယ်ဆိုတာကိုခင်ဗျားတို့ကသဘောတူလက်ခံနေဒါဆိုရင် ခင်ဗျားတို့အဲ့လိုသဘောတူလက်ခံနေရင်အခုလက်ရှိရေးပြီးတော့မှကလေးစောက်မယ်ဆိုရဲကိစ္စဟုတ်ရင်မဟုတ်ရင်အသာထားဒီသတင်းကိုကြားလာနဲ့ခင်ဗျားတို့ပြောနေရမှာလေခင်ဗျားတို့ကတစ်ချိန်လုံးစစ်တပ်ကဆရာနာရှင်ကမွတ်စလင်တွေကိုဖိနှိပ်ထားတယ်အစ္စလမ်တွေကိုဖိနှိပ်ထားတယ်စစ်တပ်ကမျိုးသားရေးဆုံးရုံနဲ့လို့ခင်ဗျားတို့တစ်ချိန်လုံးဆွတ်ဆွဲခဲ့တာလေလက်ရှိမှာစစ်တပ်ကမျိုးသားတိုင်းသူခွင့်တနည်းအားဖြင့်လူနည်းစုဖြစ်နေကြတာနိုင်ငံသားလို့နေနိုင်ငံသားခွင့်ရပေးတယ်ဆိုတာကိုခင်ဗျားတို့ကပျော်နေရအောင်အခုကြတော့ အခွင့်အရေးမပေးတော့လဲမပေးလို့ဆိုခင်ဗျားတို့လက်ညှိုးထိုးတယ်ဖောင်းထုတ်အခွင့်အရေးပေးတော့လဲပဲဒီစက်တက်ကဒီလိုပေးနေပြီမဘာသာရေးဘာလုပ်နေလဲဆိုပြီးခင်ဗျားတို့ဖောင်းထုတ်တယ်ဆိုတော့ခင်ဗျားတို့ရဲ့ရည်ရွယ်ချက်ကအဲ့ဒီဘင်္ဂလီလေးကိုအကြောင်းပြပြီးတော့ရှင်တို့ရေကျမတို့ကိုယ်နိုင်ငံသားအချင်းချင်းညံဖြစ်နေကြတာဒီဘင်္ဂလီလေးကိုအကြောင်းပြလို့အခွင့်အရေးမပေးတော့လဲမပေးလို့ဆိုပြီးခင်ဗျားတို့ရန်ရှာရဲပြဿနာရှာတယ်အခွင့်အရေးပေးတော့လဲအခွင့်အရေးပေးလို့ဆိုပြီးခင်ဗျားတို့ရန်ရှာရဲပြဿနာရှာတယ်ဆိုတော့ကျမတို့ကအင်ဂျင်ရှင်အိုးမဲ့တုတ်ပြီးခွင့်နေတာအချိန်တော်ကြာပြီဖြစ်တယ် ဒီနေရာမှာလူနေစုဆိုတဲ့စကားဒီလူနေစုအခွင့်အရေးဆိုတဲ့စကားကိုပထမဆုံးစပြီးတော့ပြောခဲ့တာကဘယ်သူလဲဥယျာရှင်ဥယျာရှင်ဆိုတာကအိန္ဒိယနိုင်ငံသားအိန္ဒိယမှာမွေးတဲ့အိန္ဒိယနိုင်ငံသားသူ့အဖေကကုန်းတဲ့ကျမတို့မြန်မာနဲ့အိန္ဒိယကကိုလိုနီနယ်ချဲတွေကြုံဘောရောက်တဲ့အခါမှာမြန်မာနဲ့အိန္ဒိယကိုကုန်းတဲ့ကူတန်ရောင်းဝယ်ရင်းနဲ့ကျမတို့လက်ရှိအာဖန်တူလာလမ်းမှာ ကုံဆိုင်လေးဖွင့်ပြီးတော့မြမပြည်မှာအခြေချရတယ်။အဲ့ဒီကနေပြီးတော့ဥရရှိကမြမပြည်မှာကြီးပြီးတော့တက်သူကျောင်းလာရောက်သွားတယ်။တက်သူကျောင်းသားဘဝမှာနောက်ကိုကျော်အောင်ဆန်းတို့နဲ့တူအဲဒီကိုအောင်ဆန်းတို့ကိုနုကိုကျော်ရင်းတို့ကိုညိုမြတို့ကိုရရှိပေါ့။အဲသူတို့အဲ့ဒီမှာတာဂတာတို့ဘာဂတာတို့ကျောင်းသားနိုင်ငံကြီးလုပ်တယ်။ဒီနေရာမှာတစ်ခုဖြတ်ပြီးပြောရမှာကဘုဂျုတ်ကကျောင်းသားဘဝမှာနိုင်ငံကြီးလုပ်ခဲ့တယ်။ဒါပေမဲ့သူ့နိုင်ငံရေးတဲ့ကိုခြေစုံပြစ်ပြီးဝင်တဲ့အချက် ောင်းသားကောင်းဆောင်ဆိုတဲ့မျက်နှာဖုံးကိုဗိုလ်ချုပ်ကြီးခွာကြခဲ့တယ်။ကျောင်းသားကောင်းဆောင်အနောက်ဗမာနိုင်ငံလုံးဆောင်တဲ့ကျောင်းသားများတမကဘာကာတာဥက္ကဋ္ဌတာကာတာဥက္ကဋ္ဌကိုအောင်ဆန်းဆိုတဲ့ယာဒူးကိုစွန့်အဲ့ဒီယာဒူးကတရားဝင်နှုတ်ထွက်ပြီးတော့တို့ဗမာအစည်းအုံးမှာတခင်အောင်ဆန်းတခင်နုတခင်ကျော်ရင်တခင်ညိုမြဆိုပြီးတော့တခင်ဘွဲကိုခံလိုက်တယ်။ဆိုတော့လက်ရှိမှာယာတပ်ပံခေါင်းဖြူဆွဲကျိုးနေတာတော့မှယာတပ်ပံကျောင်းသားဆိုတဲ့အရေးအောက်ကလောင်းလောင်းရေးအောက်ကယုံမထွက်တဲ့ ကျောင်းသားအိုကြီးတေကာနင်းနေရာတော်မှာကျောင်းသားဆိုတဲ့88မျိုးဆက်ကျောင်းသားခေါင်းဆောင်88ကျောင်းသားခေါင်းဆောင်ဆိုတဲ့နာမည်အောက်ကရုံးမထွက်ပဲလှုပ်ရှားနေတဲ့ရာသက်ပဲကျောင်းသားအိုကြီးရှက်တက်ဖို့လိုတယ်။ဟုတ်ပြီအဲ့ဒီလိုမျိုးဘုရားရှက်ကဘုကျုပ်တို့နဲ့အတူကျောင်းသားဘဝမှာနိုင်ငံရေးလုပ်ခဲ့ဒီမှာတတိထားရမှာဘုရားရှက်ပထမဆုံးလုပ်ခဲ့တာကမွတ်စလင်လူငယ်များအတိတ်မွတ်စလင်တော့လူငယ်တောင်မဟုတ်ဘူး မိုးစလင်းလူငယ်များအသင့်မြမပြည်လူလက်ရေးမရခင်25နှစ်အလိုလဲကရာရှက်ကအဲ့ဒီအသင့်ကိုဖက်ခဲ့တာဆိုမြမပြည်က1948မှာလွတ်လပ်ရေးရှာတယ်လွတ်လပ်ရေးမရခင်25နှစ်အဆိုတော့နော်အာ1920နှစ်တော့1923နှစ်ကဥရရှိတာမွတ်စလင်လူငယ်များအတင်းကိုသူခွဲတာလေအဲ့ဒီလိုနဲ့တက္ကသိုလ်ကျောင်းသားဘွားမှာကျောင်းသားဥပဒေတွေလုပ်တယ်နောက်ဆုံးမြမပြည်လွတ်လပ်ရေးရပြီးတဲ့အချိန်မှာ ရရှက်ကအစိုးရဖွဲ့ဝင်ကက်ပိနက်ဝန်ကြီးဖြစ်တယ်။ပထမဆုံးကက်ပိနက်ဝန်ကြီးနောက်သူပါလိုက်လို့ဆိုတော့ကီတူအိုးရင်ထူထောင်ရေးဝန်ကြီးဖြစ်တယ်။ဥကဥရရှက်ကဒီတူအိုးအင်ထူထောင်ရေးဝန်ကြီးလုပ်တဲ့အခါရခိုင်ပြည်နယ်မှာရှိတဲ့ဘင်္ဂလီမွတ်စလင်တွေအိမ်ပိုင်ရပိုင်ဖြစ်သွားတယ်။ဘင်္ဂလီမွတ်စလင်တွေအိမ်ပိုင်ပြီးတော့ဘာလုပ်လဲ။ဥရရှက်ကအလုံသမားရေးရဝန်ကြီးလုပ်တယ်။နံပါတ်၁ကအိမ်ပိုင်အောင်လုပ်တဲ့အိုးအင်ထူထောင်ရေးဝန်ကြီးနောက်တစ်ခုကုံတော်ရေးဝန်ကြီး ်နောက်တစ်ခုကုလထွေထွေညီလာခံဤဆက်ဆက်စည်းဝေးရိုဟင်ဂျာအရေးနှင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲကို UNG လူအခွင့်အရေးဆိုင်ရာဒုဝန်ကြီးတက်ရောက်ကုလသမဂ္ဂထွေထွေညီလာခံရဲ့အကြိမ်80မြောက်ဆက်ဆက်စည်းဝေးဖြင့်နယူးယောက်မြို့မှာပြုလုပ်ခဲ့တဲ့ရိုဟင်ဂျာအရေးနှင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုအမျိုးသားညီညွတ်ရေးအစိုးရလူအခွင့်အရေးဆိုင်ရာဒုဝန်ကြီးဦးအောင်ကျော်မိုးတက်ရောက်အမှာစကားပြောကြားခဲ့တယ်လို့သိရပါတယ် နယူးယောက်မြို့ကုလသမဂ္ဂဆိုင်ရာမလေးရှားတန်ရုံမှာ Growing Inclusion, Sustainable Peace and Essence Role ဆွေးနွေးပွဲကိုစက်တင်ဘာ29ရက်မနေ့ကပြုလုပ်ခဲ့တယ်လို့သိရပါတယ်။အဆိုပါဆွေးနွေးပွဲကို UNG နိုင်ငံသားရေးဝန်ကြီးဒေါ်စင်မာအောင်နဲ့ဒုဝန်ကြီးဦးမိုးစောဦးတာမတ်ကြီးဦးကျော်မိုးထွန်းတို့နဲ့အတူမြန်မာနိုင်ငံဆိုင်ရာအာဆီယံအထူးတန်တမန်များ Chancery of Manhattan ပါဝင်တန်တမန်တွေနဲ့မြမအရေးလှူရှားသူတွေအရက်ဖက်အဖွဲ့အစည်းခေါင်းဆောင်တွေလည်းပါဝင်တက်ရောက်ခဲ့တယ်လို့လူအခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ်။ကုံတွေတာဘာတွေကိုကုံတယ်လဲဆိုလို့ရှိရင်နောက်တစ်ခုကအလုတမရေးရဝင်လူတမရေးရဝင်ကြည့်ပြီးမှကုံတွေရေးဝင်ကြည့်အဲနံပါတ်၄နေဖို့အင်ရောက်ပါတယ်နံပါတ်၄အလုရောက်ပါတယ်နံပါတ်၃ကုံတွေပြီဘာကြီးကုံတွေမှလဲဆိုတော့တက်ထူထွင်းကုံတွေတက်ထူထွင်းနေရပြီ အလုပ်လဲရပြီ၊နေပြားအင်းငယ်ရပြီ၊စီးပွားရေးလဲရပြီ၊ပစ္စည်းငွေကြေးတောင်းတင်းသွားပြီဆိုဘာလို့နေလဲ၊ပညာရေးလို့နေလဲ၊ဥရရှက်ကပညာရေးဝင်ကြီးလို့နေ။နောက်တစ်ခုအမျိုးသားစီမံရေးရဖွင့်ကြီးလို့နေ။အဲ့ဒီယာဒူးမြောင်းမြောင်းစွာရယူပြီးတော့မွတ်စလင်အမျိုးသားရေးမွတ်စလင်လူငယ်များအသင်းကိုတူထောင်ခဲ့တဲ့ညာရှိအဲ့ဒီယာဒူးတဲ့အများကြီးရယူပြီးတော့မွတ်စလင်အရေးကိုဆောင်ရွက်ခဲ့အဲ့ဒီလိုနဲ့1958ဘာသာပါလာနှစ်ချမ်းကွဲလို့တပ်မတော်ကအင်းဆောင်အစိုးရယူလိုက်တဲ့အခါမှာ ဥရာရှိအစိုးရဖွဲ့ကပြုတ်ကြပြီးတော့မြန်မာနိုင်ငံလုံးဆိုင်ရာမွတ်စလင်ငယ်မွတ်စလင်များအဖွဲ့ချုပ်ဗမာမွတ်စလင်အဖွဲ့ချုပ်တို့ခွဲလိုက်တယ်ပထမ1923လုံးကမွတ်စလင်လူငယ်များအသင်1960ကျတော့ဗမာမွတ်စလင်ဆိုပြီးဗမာနဲ့မွတ်စလင်ကိုအတူတူရောချလိုက်တယ်ဗမာလဲမွတ်စလင်မွတ်စလင်လဲဗမာဆိုပြီးသူရောချလိုက်တယ် ဗမာပြည်ထဲမှာမွတ်စလင်တွေကငဟိုတွေကရှိတဲ့ပုံစံမျိုးဖြစ်အောင်ဗမာမွတ်စလင်အဖွဲ့ချုပ်ဆိုပြီးအဲ့လိုလုပ်လိုက်တယ်။အဲ့ဒီဗမာမွတ်စလင်အဖွဲ့ချုပ်ရဲ့ကြီးရွယ်ချက်မွတ်စလင်တို့ရဲ့အမျိုးဘာသာသာသနာနဲ့လူမှုရေးခွင့်ပြုတိုးတက်ရေး။နံပါတ်၁မွတ်စလင်တို့ရဲ့မျိုးဘာသာသာသနာနဲ့လူမျိုးရေးလူမှုရေးတိုးတက်ရေး။နံပါတ်၂မွတ်စလင်တို့၏အမျိုးဘာသာသာသနာလူမှုရေးနှင့်ဗလ၅ရက်ခွင့်ပြုတိုးတက်ရေး။ နံပါတ်3အမျိုးဘာသာတာသနာအတွက်ကျွမ်းကျင်သောမွတ်စလင်လူရည်ဂျုံများပေါ်ပေါက်ရင်အမျိုးဘာသာတာသနာလက်ရှိမှာလဲအဲ့ဒီမွတ်စလင်တွေရဲ့ဈေးဆိုင်ကိုသွားကြည့်ခွန်ရှိချောက်ဆိုင်တိုင်းလေးပါမှုခွန်ရှိချောက်ရှိတယ်ဒါကသူတို့ရဲ့အမျိုးဘာသာတာသနာသူတို့ရဲ့အထိမ့်မဲ့ဒီပုံမှာကျွန်မမဘုဒ္ဓမဟာသေးဘာမှမဝေဖန်လိုဘူးဖောင်းမထုဒါသူတို့မျိုးသားရဲ့ကိစ္စမရှိဒါပေမဲ့ဘုရားဘာသာဆိုင်ရာ669လို့ဆိုင်းပုတ်သွားမတက်နဲ့ ဗုဒ္ဓဘာသာရေးအဆုံးရောက်တဲ့ဗမာရေးလူမျိုးရေးအဆုံးရောက်တဲ့ဗမာရေးဘာသာရေးအဆုံးရောက်တဲ့ဆိုပြီးတော့ကျင်းပေပေါင်းအဲ့ဒီ669ဆိုင်ကိုဈေးမဝယ်ပဲကြော်သွားလိမ့်မယ်။အခက်မသိရင်အဲ့ဒီ669ဆိုင်ဆိုင်းဖို့669ဆိုင်ဖို့ထောင်ထားတဲ့ဆိုင်ဘုံခွဲခံရလိမ့်မယ်။အဲ့ဒါလက်ရှိပဲပဲဒီအရှိကြီးဟာဆိုတော့ကျွန်တော်တို့မြန်မာပြည်မှာရှိတဲ့လူငယ်တွေခေါင်းတွေဘလောက်တောင်အုံနောက်တွေထဲမှာအစိတ်ခက်ခံရတယ်ဆိုတာခင်ဗျားတို့စဉ်းစားခင်ဗျားတို့စဉ်းစား ပရမကမုစလင်နောက်တော့အာနာရီရပြီးတော့နော်အာနာရီရပြီးတော့နေရာတွေရပစက်နေရလာတဲ့အခါမှာဗမာမုစလင်လုံးလိုက်တယ်မုစလင်လူနည်းစုအခွင့်အရေးဆိုတဲ့ဇာတ်ကရရှိကစပြီးတုံးခဲ့တာဥယျာရှိကစပြီးတုံးခဲ့တာဒါပေမဲ့ကလားချင်းတူတာတော့မှနိုင်ငံသားအခွင့်အရေးပေးတင်တဲ့နိုင်ငံသားပြည်သားတွေဥယျာဇာတ်ကအလိုမဟုတ်ဥယျာဇာတ်ဆိုတာအားလုံးသိတယ်ကျမတို့ဗိုလ်ချုပ်နဲ့တူလွတ်လပ်ရေးကြိုးပမ်းစဉ်ကတည်ခဲ့တဲ့ အာသာနေကိုလည်းမပါရဲ့ဥရဆက်ဥရဆက်ကသူမတည်ခင် တလားအလိုကအိန္ဒိယဝေါ်သွားပြီးတော့မွတ်စလင်ကောင်းဆောင်နေနဲ့တွေ့ဆုံခဲ့တယ်နော်1949ဇူလိုင်16မှာအာသာနေကိုလှုပ်ကြံခံရတယ်ဆိုတော့ဇူလိုင်အာ၁၉မှာလုပ်ကြံခံရတဲ့မတေခင်တလားအလိုဆိုတော့1949ဂျွန်လဂျွန်လမှာအိန္ဒိယခီးစင်ကိုတွားပြီးတော့မွတ်စလင်ခေါင်းဆောင်တွေနဲ့တွေ့ဆုံတဲ့နေရာမှာဥယျာဆက်ပါပြောခဲ့တယ်။ကျွန်တော်ကလည်းလူမျိုးလူနည်းစုလိုမတုံးဘူး။ ကျွန်တော်တို့ကလူနည်းစုလို့မတုံးဘူးကျွန်တော်တို့ကလူနည်းစုအခွင့်အရေးမတောင်းဘူးလူများစုနယ်ပဲတက်အောင်ပေါင်းတယ်နံပါတ်၁လူနည်းစုလို့မတုံးဘူးနံပါတ်၂လူနည်းစုအခွင့်အရေးမတုံးဘူးနံပါတ်၃လူများစုနယ်ပဲတက်အောင်ပေါင်းတယ်လူများစုနယ်တက်အောင်ပေါင်းရင်ကျွန်တော်တို့ရှင်းလင်းလျှောက်တာပြားလဲဆွဲတာအတူတူနေလို့ရတယ်လေဥရဇက်အဲ့လိုပြောခဲ့တယ်ဆိုတော့လက်ရှိမှာဥရဇက်လိုလူမျိုးတွေ ဥရဇက်လိုမျိုးနိုင်ငံသားပြည်သားတွေလူမျိုးတွေကိုကျမတို့နိုင်ငံသားခွင့်ရပေးလို့ရတယ်။အဲ့ဒီအတွက်တို့ရဲ့နိုင်ငံသားခွင့်ရတဲ့တို့တွေဗလီတက်ခွင့်လည်းကျမတို့ခွင့်ပြုပေးရမယ်။ပေးတင်တယ်။အန်ယူဂျီကလူခွေးဝင်ကြီးအောင်ကျော်မိုးပြောသလိုရခိုင်တကြက်ရခိုင်ကြတကြက်ပေးလို့မရဘူးမပေးနိုင်ဘူးဒီစကားကိုကျွန်မမဘုဒ္ဓမဟာသွေးတယောက်ပဲအရင်ကလည်းပြောတယ်အခုလည်းပြောတယ်လက်ရှိမှာအန်ယူဂျီကိုထောက်ခံနေတဲ့လေလိုင်းတန်လူသက်သမားကြီးတကောင်မှမငင်းဘူးလက်ရှိမှာအေးအေးမပေးနိုင်ဘူးလို့တကောမှမပြောဘူး အေးအေးကိုအားပေးထောက်ခံနေတဲ့လူတွေရခိုင်တကြက်ရိုဟေကြာတကြက်တန်းလူခွေရီမပေးနိုင်ဘူးလို့တယောက်မှမငင်းကြဘူးဆိုတော့ခမားတို့ပဲဘင်္ဂလီတွေအတွက်အခွင့်အရေးလိုချင်တာလေခမားတို့ဘင်္ဂလီတွေကိုစစ်တပ်ကအခွင့်အရေးမပေးပါဘူးလို့ဖိနှိပ်နေတာလေခမားတို့ဟောတကယ်တဲ့စစ်တပ်ကအခွင့်အရေးပေးတော့လေစစ်တပ်ကအခွင့်အရေးပေးနေပါတယ်ဆိုပြီးတော့စစ်တပ်ကိုချစ်တဲ့မဘာသားတွေနဲ့တပ်မတော်ကိုချစ်တဲ့ကျမတို့ပြည်သူတွေကိုလှည့်ပတ်ပြီးရန်တိုက်နေကြတာလေခမားတို့ခမားတို့ပဲအခုတမျိုးတကြတမျိုးအမျိုးမျိုးလုပ်နေကြတယ်အဲ့ဒါခမားတို့